ညောင်နယ်စရက်ကုန်းကြီးရွာကိုလေကြောင်းကနေပေါင်250ပုံရော့ကက်တွေနဲ့စစ်တပ်ကပစ်ခတ်တာကြောင့်ကလေးငယ်တွေအပါအဝင်ဒေသခံ10ယောက်ထပ်မနေဒဏ်ရာရရှိခဲ့ပါတယ်။ဒီသတင်းကိုသုတချမ်းသာပေးပို့ထားပါတယ်ရှင်။စကိုင်းတိုင်းမြောင်မြို့နယ်ဇေယျကုန်းကြီးရွာကိုအောက်တိုဘာ15ရက်နေ့မနက်7:00နာရီဝန်းကျင်မှာစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်တာကြောင့်ကလေးငယ်တွေပါဝင်ပြည်သူ10ယောက်ထပ်မံတဲ့ဒဏ်ရာရခဲ့တာပါ ဝမ်ပိုက်ကိုထိမှန်ခဲ့တဲ့အမျိုးသမီးတယောက်ကတော့ဒဏ်ရာပြင်းထန်ပြီးစိုးရိမ်ရတယ်လို့ဒေသခံတွေကပြောပါတယ်စစ်တပ်ကပေါင်150ဘုံးတလုံးနဲ့ရော့ကတ်ဆက်တနက်တွေနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီးမြေပြင်မှာတိုက်ပွဲမရှိဘဲအခုလိုပြုမူခဲ့တာပါဒီတုံးလူကဘူးလို့မရှိဘူးရဟိုဟာထိခိုက်တံရာတွေများတာဟုတ်အဲចောင်းသားလေးတယောက်ပါတယ်ကလေးတယောက်အမေကောင်အမေတယောက်ပါတယ်ចောင်းသားတယောက်ပါတယ်ပြီးတော့ အသက်ကြီးတဲ့လူတွေပေါ့နော်တကယ်လို့လုပ်ငန်းလုပ်နေတဲ့လူတွေရောနေရာချတာ6နေရာလောက်ချတာဆိုရောကက်ရပစ်တာရောကက်6လုံးကြာမှာပေါ့6နေရာနောက်ပြီးတော့ပေါင်250ဝန်းကျင်ခန့်တော့နော်မနော်အဲအဲ့လာကြီးကကျတော့တိုးလိုက်ကြတာတော်လေးကဒီရွာတောင်တိုးလဲမလို့ဟိုရွာလဲဆိုရင်တော့ပြီးမှာပေါ့အဲ့နေပြက်တဲ့တိရစ္ဆာန်ကတော့ပြီးပြီနွားလေးဝက်လေးမိပြမဘာရှိဘူးနော်အလော့အလော့လာတာရေကောင်းကနေမနှစ်ကတော့ငါလေဒီအချိန်မဲ့လေနှစ်ရက်ကွာရမနှစ်ကရနဲ့တစ်နှစ်ပြည့်ပြီးတော့နောက်မှာနှစ်ရက်ဆုံးနေတယ်နှစ်ကလူကြီးပြီးတော့ကလေ မြောင်နယ်စရက်ကုံရွာကို2024အောက်တိုဘာလထဲမှာစစ်တပ်ကပထမကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ပြီးအဲဒီတုန်းကပြည်သူ9ယောက်ထိခိုက်ဒေဆုံးခဲ့ပါတယ်။မြောင်နယ်ဟာလက်နက်ကင်တော်လှန်ရေးအစိုးရကာလတွေမှာ PDF တွေအကောင်နဲ့နေမြေဖြစ်ပြီးစကိုင်းတိုင်းရဲ့ပထမဆုံးလူမျိုးနယ်မြေဖြစ်နမည်ထွက်ခဲ့တဲ့ဒေသဖြစ်ပါတယ်။သွားတော့ကြာနေပြီးတော့တလာပါဆိုရင်အရောက်ကတော့လွားလာမကောင်းဘိုက်မှန်တဲ့တယောက်ဟုတ်တယ်အမျိုးမျိုးတန်ရာရတဲ့ အများကြီးပေါ့ဗျာတက်မှန်လေးများတယ်နေရာပေါင်းကအဆုံကြီးဆိုတော့လမ်းကျောကတော့အရင်လမ်းကျောတွေအရင်တခါမှန်တဲ့အိမ်လေးထိအဲ့ဒီရောက်သွားတာပြက်တာတော့ညနာကြီးတက်ကြလဲလောက်လို့ပြင်လာလေပိတ်ဆိုင်ဆောင်ရင်းလမ်းနဲ့ရင်းပြင်းဆိုတော့တန်ကြီးပြည်တန်ကြတော့ဒါကလည်းအကုန်လုံးထိုးဝင်ရည်မောက်နေကြရတယ်ပုံစံတော့ရေပြက်တွေကတော့ကြောင်းပုံစံမျိုးဖြစ်မှာပါကြောင်းဆွင်းလာတယ်လို့ပြက်ကြည့်နေပုံစံကြောင်းလို့ကဲတော့မဟုတ်ဘူးကြောင်းမြောက်ဖက်ကဓမ္မပင်တွေရောဒါလည်းပြက်တယ်အနှွားတွေရောခြေောက်တွေပြက်တယ် ွာဦးကဖရားကလည်းအဲ့ဒီအုံတိုင်းနေပြူကြအလုံးတွေကသေးသေးဆိုတော့ဖေဟိုလိုအစာဦးပြတ်တဲ့အနေသားတွေတော့မဟုတ်ဘူးပြစ်တာတော့တော်တော်များတယ်မြောင်းနယ်ဟာမန္တလေးတိုင်းမကွေးတိုင်းတို့နဲ့နမိတ်ချင်းစည်းစပ်နေပြီးဒေသရင်းတိုက်ပေါ်တွေမှာလိုအပ်တဲ့နေရာတွေကိုမြောင်းဒေသရင်း PDF တွေကလိုက်လံကူညီပံ့ပိုးနေတာပါ ARE မြကံပြပတီရှိပြီးစကိုင်းမန္တလေးမကွေးဒေသတွေမှာပြူဟာရရေးပါတဲ့နေရာမှာရှိနေတဲ့အတွက်စစ်တပ်ကဖိအားပေးထိန်းချုပ်ဖို့ကြိုးစားနေတဲ့ဒေသလည်းဖြစ်ပါတယ်ကျွန်တော်တူတာ 检拿吧。